အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတ်သက်တွေအားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့အခု England Premier League ရဲ့တနင်္ဂနွေနေ့ပွဲတွေအပြီးပေါ့လေ။ဆိုတော့ကျွန်တော် Arsenal အသင်းပေါ့လေ။ Mikel Arteta ရဲ့ Arsenal အသင်းကအခုရာသီအစတကယ်ပွဲချက်ကာလပေါ့လေ။ပွဲချက်ကာလအဖြစ်ကျွန်တော်တို့စုစုပေါင်း6ပွဲကန်တယ်။အဲ့6ပွဲမှာတကယ်ကိုခက်ခဲတဲ့ပြိုင်ဘက်တွေဖြစ်တဲ့ Manchester United ကိုအဝေးကွင်းကျွန်တော်တို့အမြဲတမ်းခက်ခဲတယ်။ United ကဘလောက်ပဲ Charlotte ဒီဆိုဆိုဘလောက်ပဲ struggle ဖြစ်ဖြစ် အာဆနယ်အသင်းနဲ့လို့မဟုတ်ဘူးအသင်းကြီးနဲ့ပွဲမှာအမြဲတမ်းခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တယ်။တခါကျွန်တော်တို့အမြဲတမ်းအန်ဖီမှာဆိုလုံးဝမနိုင်သေးတဲ့လီဗာပူးရဲ့အဝေးကွင်းရှိတယ်မန်ချက်စတာစီးတီးရှိတယ်နောက်ဒီ recently မှာတောက်လျှောက်ရလဒ်တွေဆိုတဲ့ new castle united အဲ့၄သင်းပေါ့လေ total ဒီ၄သင်းနဲ့ကျွန်တော်တို့ရာသီအစ6ပွဲမှာခံရတယ် ဆိုရာသီစ6ပွဲမှာအာစနယ်က Manchester United away, Liverpool away, တစ်ဖက်က Newcastle away, Manchester City အိမ် Northern Forest နဲ့ Leeds United ကိုအိမ်ကွင်းမှာကံပြီးကျွန်တော်6ပွဲကံပြီးတဲ့အချိန်မှာ Liverpool ကိုရှုံးတယ် Man City ကိုအိမ်ကွင်းမှာတီးကြပြီးတော့ကြံတဲ့4ပွဲကိုကျွန်တော်အနိုင်ရတယ်ဆို Total အပြင်ကျွန်တော်တို့စုစုပေါင်း73မှတ်ရတယ်73မှတ်ရတဲ့အတွက်ကြောင့်လက်ရှိမှာဇာထိတ်ကဥဆောင်နေတဲ့ Liverpool နဲ့ချာမှာကျွန်တော်နှစ်မှတ်ပဲကွာတယ်ဆို Liverpool ကစနေနေ့တုန်းက Crystal Palace ကိုရှုံးလိုက်တဲ့အတွက်ကြောင့်ကျွန်တော် ို့တို့ကဂျာမာနှစ်မှတ်ပဲကွာတယ်ဒါပေမဲ့ပြောချင်တဲ့အချက်ကကျွန်တော်တို့ရဲ့ feature ဟာတော်တော်လေးခက်ခဲတဲ့ feature မှာယာသီစားပါကျွန်တော်ကိုပဲပြောမလားအာဆင်ပိတ်သက်တွေအားလုံးသိပြီသားမင်းကယာသီစားမှာ73မှတ်ပေးမယ်ဇာထိတ်ကအတင်းနဲ့နှစ်မှတ်ပဲကွာမယ်အဲ့ပွဲချက်၄ပွဲဖြတ်သားမယ်လက်ခံလားဆိုရင်အာကျွန်တော်အကုန်လက်ခံပါ အခု reality မှာလည်းကျွန်တော်အဆိုးတွေကအကောင်းဆုံးဖြစ်နိုင်ကြရပြ Crystal Palace ကို Liverpool ကနိုင်သွားပြီးတဲ့အချိန်မှာကျွန်တော်တို့ကဒီနေ့ပွဲကိုရှုံးရင်16မှတ်10မှတ်နဲ့ကျွန်တော်တို့10မှတ်ဖြတ်ခံရမယ့်အချိန်တွေကနေကျွန်တော်တို့က last minute goal မှာနိုင်အော် Liverpool က last minute ကိုမှရှုံးလိုက်တဲ့အတွက်ရမှတ်ကွာဟာမှုနှစ်မှတ်ပဲရှိတယ်။ဒါပေမဲ့ကြော်ပြောချင်တာဒါဟာ title race ကိုပြောတာထက် ရာသီစမှာအမှတ်အရန်ပြက်ပြီးတော့နောက်ကလိုက်ရတာတည်းစာရင်အာဆင်တို့တော်တော်လေးတော့ယုံကြည်မှုရသွားတဲ့အချက်ပဲဆိုတော့ကျွန်တော်အခုပွဲစဉ်တစ်ကနေ6ပွဲထိကျွန်တော်သုံးသက်တဲ့အခါမှာ မန်ချက်စတာယူနိုက်တက်ကိုကျွန်တော်တို့အဝေးကွက်မှာတကယ်ကိုဆာဖာဖြစ်တယ်ခြေစွမ်းပိုင်းမကောင်းဘူးဒါပေမဲ့ကာလာဖီယိုရီရဲ့ဆက်ပီးစ်ကနေဥဆောင်ကိုရပြီးကျွန်တော်တို့တလုံးနဲ့နိုင်သွားတယ်ဒုတိယပွဲကတော့အင်ကွက်မှာပေါ်ဖော်မန်ကောင်းကောင်းနဲ့ဂျူလီယန်တင်ပါခြေစွမ်းပြသလိုအိုက်ပွဲမှာကျွန်တော်တို့ပေါ်ဖော်မန်ပြည့်နိုင်တယ်အိုက်ကနေမှာစင်တတိယပွဲလီဗာပူးနဲ့အန်ဖီပွဲမှာတကယ်ဝေါ်ကလပ်အဆင့်ရှိတဲ့ဖရီကစ်ကိုပေးရပြီးတော့ကျွန်တော်တို့ရှုံးပွဲတွေ့သွားတယ်သရုတ်တပွဲမှာကျွန်တော်တို့ထပ်ပြီးတော့ Northern Forest ကိုကျွန်တော်နိုင်ပွဲပြန်ယူခဲ့ပြီးတော့ပစ္စမအပွဲမှာ Manchester City ကိုနောက်ကျကိုနဲ့ ကြတယ်နောက်ကြဝင်နဲ့တေးကြပြီးတော့အခုနောက်ဆုံးပွဲ Newcastle ပွဲတကယ်ဆိုရင်တပွဲလုံးမှာကျွန်တော်တို့ struggle ဖြစ်နေတယ်ရုန်းကန်ရတယ်ကျွန်တော်မှာပါအဖြေမှမရှိဘူးဒါပေမဲ့အဆုံးသတ်မှာ Mikel Arteta အတွက်အဖြေတစ်ခုရသွားတယ် Mikel Merino ဝင်လာတယ်နီးပြားကအဲ့မှာဘာပြောလဲဆိုတော့ Eddie Howe ကဒီနေ့ပွဲရဲ့အဓိကအဆုံးဖြတ်ပေးတဲ့သူက Martin Odiga ပေါ့လေ Odiga ဝင်လာတဲ့အချိန်မှာပွဲကလုံးဝ different ပုံစံပြောင်းပြီးတော့ Odiga ကပဲအပြောင်းလဲဖြစ်သွားတဲ့အတွက်ကြောင့်အဲ့ Odiga ဟာ game ကို change သွားတယ်လို့ပြောတယ်တကယ်လည်းဟုတ်တယ်သူဝင်လာတဲ့အချိန်မှာ time breaking past the. ကွင်းလယ်နဲ့ခံစည်းတိုက်စစ်ကြားကိုဟန်ချက်ညီညီလင်းကအတွဲလေးတွေတွေ့ရတယ်။ဆိုတော့ပြောချင်တဲ့ချက်ကအခုစုစုပေါင်းကျွန်တော်တို့6ပွဲကံပြီးတဲ့အချိန်မှာကျွန်တော်ဘေးသက်တီတို့က13မှတ်ကိုဇယားထိတ်ကအသင်းနဲ့2မှတ်ပဲကွာတယ်ဆိုတဲ့အချက်ကတော့ဒါတော်တော်လေးတော့ကြေနပ်စရာပဲ။ဒါပါလို့ဆိုတော့ကျွန်တော်လီဗာပူးလိုအသင်းမျိုးကိုကျွန်တော်တို့လက်ရှိနေထားရ2မှတ်ပဲကွာတယ်။နောက်လီဗာပူးကလည်းဒီရာသီမှာတို့တရားခံတို့အကောင်းဆုံးပုံစံမှုတ်ရင်တော့မှတို့ကချန်ပီယံအသင်းပြချန်ပီယံအသင်းကကျွန်တော်တို့ကအမြဲတမ်း respect ထားမယ်။ချန်ပီယံဖြစ်တဲ့အသင်းတစ်သင်းရဲ့အရေးသွေးနဲ့ချန်ပီယံဖြစ်တဲ့အသင်းတစ်သင်းရဲ့ performance က တို့မှာအချိန်မြွေးပွဲကိုပြောင်းလဲနိုင်တဲ့ quality player တွေရှိတယ်တို့ရဲ့အတွေ့အကြုံရှိတယ်ဆိုတော့ခုအာထက်တာရဲ့6ပွဲတာကာလကိုကြည့်တဲ့အခါမှာကျွန်တော်တို့ရာသီအစမှာအခုဆိုရင်ပြကျွန်တော်တို့ ်ဒုတိယကြုံမှာအမရိမာလီဗာပူးကိုခံရမယ်မန်ချက်စတာယူနိုက်တက်ကိုခံရမယ်ညူကာဆယ်ကိုခံရမယ်ဆိုတော့ကျွန်တော်အဝေးကွင်းမန်စီးတီးကွင်းသွားပြီးအဝေးကွင်းတပွဲခံရမယ်ဘာပဲဖြစ်ဖြစ်အဆိုးတွေကအကောင်းကကျွန်တော် feature ခက်ခဲတဲ့ feature မှာ73မှတ်နဲ့ပြန်ရအောင်ကစားနိုင်ခဲ့တာဗောလေအားလုံးကတော့78မှတ်လိုချင်တာဗောဒါပေမဲ့78မှတ်ကဘလို့မှမဖြစ်နိုင်ဘူးဆိုတော့အဲ့ချိန်မှာ73မှတ်နဲ့ဒုတိယနေရာကနှစ်မှတ်ပဲကွာတယ်ဆိုတဲ့အချက်ကဒါတော်တော်လေးတိုးတက်လာတယ်အခုဒီအသင်းမှာကျွန်တော်ဘာတွေ့လဲဆိုတော့ နံပါတ်၁ချက် Average AC ကစားတဲ့အချိန်မှာရှိတဲ့ကွင်းလေကပြိုင်ဘက်ခံစစ်ကိုတော့ unlock မလုပ်နိုင်ဘူးဒါပေမဲ့ Average AC ရှိကနေကျွန်တော်တို့အဝေးကလှမ်းကန်တဲ့ chance ကိုသွင်းကွင်းနေ late run တွေကကိုသွင်းနိုင်မဲ့ chance ရှိတယ် OD ကကျတော့ different type ဘလုံး kite နဲ့ဘလုံး carry ability နဲ့တိုက်စစ်နဲ့တောင်ပန်ဘဲညာအကုန်လုံးကိုချိတ်ဆက်ပေးတယ် different type မတူညီတဲ့ပုံစံတွေ့ရတယ် now ကျွန်တော်တို့အခုနောက်တစ်ခုကဘာလဲဆိုတော့အခုကျွန်တော်တို့မှာနောက်ထပ် option တွေကဘာလဲဆိုတော့ squat တက်အရန်တောက်လာတဲ့အချက်ပဲ အရန်အင်အားတောင်တင်းလိုက်တဲ့အဓိကအချက်ကကျွန်တော်တို့ရဲ့အဓိကအားသာချက်ပဲဆိုတော့ကျွန်တော်တို့အခု Manchester City နဲ့ပွဲမှာနောက်ဆုံးမိနစ်မှာ Gabriel တွင်းဝရီမှာအရန်အင်အားတောင်တင်းမှုကြောင့်ကျွန်တော်ခြေပါကိုရတယ်ဒီနေ့လည်းအရန်အင်အားတောင်တင်းမှုကြောင့်ကျွန်တော်တို့အနိုင်ကိုရသွားတယ်ဒီချက်ကဘာလဲဆိုတော့ဒီယာဒီမှာကစားမအရေးတွက်တောင်တင်းလာတဲ့အချက်တစ်ချက်ကြောင့်ပဲအဲဒါကြောင့်ကျွန်တော်ပြောချင်တာဒါပြောချင်တယ်ဆိုတော့ Arsenal အသင်းတွက်ဒီယာဒီဟာ အဲ့ squad တက်တောင်းနေတဲ့အချက်ကတကယ်ကိုအားသာချက်တစ်ချက်ဖြစ်တယ်အဲ့ချက်ကပဲကျွန်တော်တို့အတွက်တကယ်ကို crucial crucial season မှာအားကိုးရမယ့်အချက်ပဲဆိုတော့ယာတီစာဆုစုပေါင်း liverpool က15မှတ်ဒါ liverpool အနေနဲ့သူတို့ကအခုလောလောဆယ်မှာ arsenal နဲ့ကန်ပြီးပြီး နျူကာဆယ်နဲ့ကံပြီးပြီလီဗာပူးကသူတို့ကလူကာဆယ်နဲ့အာဆင်နယ်ကိုကံပြီးတော့လီဗာပူးကတော့ပွဲချက်နှစ်ပွဲပေါ့လေအာဆင်နယ်ကိုအိမ်ကွင်းနျူကာဆယ်ကိုအဝေးကွင်းကံထားတယ်အဲ့လောလောဆယ်အနေထားရဆိုတော့ပွဲစဉ်အရကြည့်နော်ကျွန်တော်အသင်းကဖေဗာရဆိုရင်ကျွန်တော်ကတော်တော်လေးတော့ပွဲချက်တွေကိုဖြတ်သန်းနိုင်ပြီးတော့နမဘဲကွာရဲဆိုတဲ့အချက်ကတော့တော်တော်လေးအားသာချက်တစ်ချက်ဆိုအာထက်တာကတော့ဘယ်လိုပြောမလဲတေချာတာတော့သူအပြောင်းလဲစကွတ်ကိုကောင်းကောင်း rotate လုပ်နိုင်တယ်အပြောင်းလဲလုပ်နိုင်တယ်စကွတ်တက်တောက်နေအတွက်ကြောင့် last minute တွေမှာ injury time နေ last minute တွေနောက် minute ဆယ်ကိုကျော်ဒီမှာ तू စိတ်ကြိုက်ကစားကွက်တိုက်စစ်ကိုပြောင်းလဲလို့ရတယ်အခုချိန်ထိကျွန်တော်တို့ तू အားနေချက်တချို့ရှိတယ် Yokres နဲ့အာမွင်သေးတဲ့အချက်ဒါပေမဲ့ Yokres က तू ရဲ့ war rate နဲ့ကြိုးစားမှုကိုတော့ချီးကျူးရမယ်ဒါပေမဲ့လည်းကျွန်တော်တို့သူ့ကိုအရန်ကြီးအာမွင်နိုင်တဲ့ပုံစံကိုအခုတတိမတွေ့ရသေးဘူးအဲ့ဒီတစ်ချက်ကတော့နည်းနည်းလေးတော့ပေးသက်တယောက်အနေနဲ့6ပွဲမှာနည်းနည်းစိတ်ပြက်စရာဖြစ်ပေမဲ့ overall performance ကကြည်တော့အရန်ဆိုးရင်စားမရှိဘူး Liverpool ကအခုချိန်ထိ favorite ဖြစ်စေဖြစ်တယ်ဒါပေမဲ့ Arsenal အသင်းရဲ့ဒါအခုကျွန်တော်ရှေ့တစ်ပတ်မှာ Nuno Espirito Santo ရဲ့ West Ham နဲ့ကျွန်တော်တို့တွေ့ရမယ်ပြီး Fulham နဲ့တွေ့ရမယ်ဂျာတိုင်းမှာ လံပီယာကောနဲ့ချန်ပီယံလိရှိတယ်ပြီးတာနဲ့ကျွန်တော်တို့ international break ရှိတယ်ဆိုတော့ဘာဖြစ်ဖြစ်မီကယ်အာတီတာအတွက် squad တက်တောင်းတင်းမှုနဲ့ပွဲချက်ကာလမှာ73မှတ်ဖြတ်သန်းတာတော့အာဆန်တို့ကအဆိုးတွေကအကောင်းဆုံးအခွင့်အရေးတွေကတခုလို့ထင်တယ်ကျွန်တော်အမြင်ပေါ့လေအာဆန်ပေးသက်တယ်ဘယ်လိုမြင်ကြလဲကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်